မိမိတို့ရဲ့အချိန်နဲ့ငွေကြေးတွေကိုအကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းဟာနိုင်ငံတော်အတွက်ထိခိုက်နေနိုင်စေတယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။၂၀25ခုနှစ်အော်တိုဘာ28ရက်မှာကျင်းပတဲ့ဗန္နာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုအကျိုးဒေသအကျိုးနဲ့နိုင်ငံတော်အတွက်အကျိုးရှိမယ်။လုပ်ငန်းရပ်တွေကိုဆောင်ရွက်နိုင်ဖို့လိုကြောင်းလာမယ့်ဘတ်ဂျက်နှစ်မှာလည်းအမှန်တကယ်ဆောင်ရွက်နိုင်မယ့်လုပ်ငန်းရပ်တွေအတွက်ဗန္နာငွေတွေကိုတင်ပြတောင်းခံသွားဖို့လိုပြီး တာမတ်ကာလအတွင်းခွင့်ပြုငွေတွေကိုဖြည်းဖြည်းရောက်ရောက်အကျိုးရှိရှိအသုံးချသွားနိုင်ဖို့လိုကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။သူကခွင့်ပြုငွေတွေကိုအမှန်ကန်ကန်နဲ့အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုပါကနိုင်ငံတော်အတွက်လည်းအကျိုးရှိစေမှာဖြစ်ကြောင်းမိမိတို့ရဲ့အချိန်နဲ့ငွေကြေးတွေကိုအကျိုးရှိစွာအသုံးချနိုင်မှုမရှိခြင်းဟာနိုင်ငံတော်အတွက်ထိခိုက်နှံ့နာစေခြင်းဖြစ်တယ်လို့ပြောပါတယ်။အဲဒီနောက်ဗန္နာရေးကော်မရှင်ကခွင့်ပြုပေးမဲ့ဗန္နာငွေဟာငွေရေးကြေးရိတ်တန်ဖိုးရာတန်ဖိုးရှိသည့်တာမကအချိန်ဒီလဲတန်ဖိုးရှိကြောင်း ဒါကြောင့်နိုင်ငံတော်အတွက်ကောင်းမွန်တဲ့လုပ်ငန်းရပ်တွေကိုဖော်ဆောင်သွားကြရမှာဖြစ်ပြီးအချိန်နဲ့ငွေကြေးနဲ့လုပ်ပိုင်권တွေကိုမှန်မှန်ကန်ကန်နဲ့အကျိုးရှိအောင်ဆောင်ရွက်ကြဖို့လိုကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။အလားတူခွင့်ပြုငွေတွေကိုတတ်မှတ်ထားတဲ့အချိန်အတွင်းမှာထိထိရောက်ရောက်အကျိုးရှိရှိတုံးဆွဲပြီးပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေရုပ်လုံးပေါ်လာဖို့လိုကြောင်းပြည်ထောင်စုဝန်ကြီးတွေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ဘတ်ဂျက်ရငွေတွေကိုအမှန်တကယ်ရရှိအောင်နဲ့တုံးငွေတွေကိုအမှန်တကယ်အကျိုးရှိတဲ့နေရာတွေမှာသာ သုံးပြုဖို့လိုကြောင်းသူကပြောပါတယ်